အားလုံးပဲမင်္ဂလာပါဗျာစိုင်းတဲ့တရင်ထလာမှာပြန်လဲကြိုဆိုလိုက်ပါရခင်ဗျာခုတင်ဆက်ပေးမယ့်ရုပ်သံဗီဒီယိုဖိုင်ရောရန်ကုန်မြို့မှာခိုးဆိုလူနိုင်မှုတွေများပြားလာတဲ့ပတ်သက်ပြီးဦးအောင်မင်းပြောလာတဲ့ရုပ်သံဗီဒီယိုဖိုင်လေးကိုတင်ဆက်ပေးလိုက်ပါရခင်ဗျာထိုင်မှာဦးအောင်မင်းအဲ့ဒီကြောင့်နဲ့ပတ်သက်ပြီးဘာတွေဘလို့ပြောဆိုဒါသလဲဆိုတာကိုအားလုံးဝင်ရောက်ကြည့်ရှုလေ့လာတော့တဲ့ဝေးဘာမေးကြပါအောင်ခင်ဗျာအားလုံးကိုလည်းစိုင်းတဲ့တရင်ထလာမှာတို့ပဲကျေးဇူးတင်ရှိပါရခင်ဗျာရန်ကုန်မြို့မှာက မြို့တော်ဖြစ်တာနဲ့အညီနော်ခေတ်ကာလအခြေအနေပေါ့နော်ခေတ်ကာလအခြေအနေရဒူးဆဲမှုတွေကတော့တော်တော်များနေတယ်ဒါကတော့ကျွန်တော်တို့လူတိုင်းသိတယ်ရန်ကုန်မြို့မှာရှိတဲ့လူတွေလည်းသိတယ်လို့မြန်မာပြည်မှာရှိတဲ့လူတော်များလည်းသိတယ်ရန်ကုန်မြို့မှာဒူးဆဲမှုတွေလိန်လယ်မှုတွေကပိုင်းနိုင်မှုတွေနော်ဒါတွေရှိတယ်အောင်နော်ဒါတွေအများကြီးဖြစ်နေတယ်ဒါနဲ့ပတ်သက်ပြီးတော့သတင်းဌာနတစ်ခုကစောင်းမတော်ရေးထားတယ်သူစောင်းမရေးထားတာကအလုံးအမတန်မှရှင်းလင်းတယ်ရှင်းလင်းတဲ့ဆိုတဲ့နေရာမှာကျွန်တော်တို့ဒီစောင်းမကိုရေဖက်ပြပြီးကျွန်တော်တို့ဒီအောင်နည်းနည်းလေးသုံးသပ်ချင်တယ်ဗျသူစောင်းမမှာရေးထားတာက မြန်မာနိုင်ငံဟာတရားဥပဒေစိုးမိုးရေးနေရာစုံမှာရော်ရဲမှုတွေရှိလာတယ်လို့သုံးသပ်မှုတွေနဲ့အတူတဲ့ရန်ကုန်မြို့နယ်လူထုအနေနဲ့မလုံခြုံမှုတွေကိုနေ့စဉ်နဲ့များကြုံတွေ့နေရတယ်တဲ့မြန်မာနိုင်ငံရဲ့စီးပွားရေးမြို့တော်ဖြစ်တဲ့ရန်ကုန်မြို့မှာနေ့စဉ်ကပိုင်းနှိုက်တာတွေလူရက်တာတွေကဆက်လို့အမှုချမ်းစီးတာတွေဓမြတိုက်တာတွေဖြစ်ပေါ်နေတယ်တဲ့ဒီအပိုင်းအတွင်းမှာရန်ကုန်မြို့မှာအမှုချမ်းစီးမှုတွေလူရက်မှုတွေဖြစ်စနေကြောင်းအသက်အန္တရာယ်ကိုချိန်ချောက်လာတဲ့အထိဖြစ်လာတယ်လို့တဲ့လူသေဆုံးမှုတွေလည်းခက်ဆစ်ဆစ်ဖြစ်လာတယ်တဲ့ရန်ကုန်မြို့ရဲ့စင်ချေဘုံနေရာတွေမှာဒါမှမကပဲတဲ့မြို့လေအောင်လို့နေရာမျိုးတွေမှာလည်းလူရက်မှုဖြစ်စဉ်တွေ အမှုချမ်းစီးတဲ့ဖြစ်စဉ်တွေကြောင့်လေမြို့နယ်မြို့နယ်လူတို့ရဲ့နေစဉ်ဘဝနေထိုင်မှုတွေကလုံခြုံမှုမရှိတော့ဘူးတဲ့တရားဥပဒေစိုးမိုးရေရဲလာတဲ့နောက်ဆက်တွဲစိုးကျိုးတွေအနေနဲ့လူသက်ပြီးအမှုချမ်းစီးမှုတွေအသက်အန္တရာယ်ချင်းကြောက်ပြီးလူရက်တဲ့ဖြစ်စဉ်တွေဖြစ်စဉ်တွေကြောင့်လေမြို့နယ်လူတို့ဟာကြီးလန့်စွာစားနေရတဲ့အခြေအနေကိုရောက်ရှိလာတာဖြစ်တယ်ဆိုပြီးတော့အဲ့လိုချရေးထားတယ်ရန်ကုန်ရဲ့ရန်ကုန်မြို့ရဲ့လက်ရှိအခြေအနေကလမ်းပေါ်ထွက်လိုက်တာနဲ့လူရက်ခံရနိုင်တယ်လို့တဲ့လိုင်းကဆင်းရင်းနဲ့လေလူရက်ခံရနိုင်တယ်လူရက်ခံရနိုင်တာကိုလူတိုင်းသိနေကြတာပေါ့လေ နောက်ပြီးတော့အိမ်ထဲမှာနေရင်လည်းအလူချမ်းစီးပြီးအသက်ခံရနိုင်တယ်လို့တဲ့။စိုင်ထဲမှာအလုပ်လုပ်နေရင်းနဲ့လည်းဓမြတိုက်ခံရပြီးအသက်အန္တရာယ်တည်ဆုံးနိုင်တဲ့ဒီဖြစ်နိုင်ပါလေတဲ့။ဒီဖြစ်စဉ်တွေကမြန်မာနိုင်ငံရဲ့စီးပွားရေးမြို့တော်ဖြစ်တဲ့ရန်ကုန်မြို့မှာလက်ရှိဖြစ်ပျက်နေတာတွေဖြစ်တယ်တဲ့။တနင်္လာရကိုဆိုလူနိုက်တွေပေါ်များလာတဲ့ရန်ကုန်မြို့မှာမြို့နေလူတို့ရဲ့လုံခြုံမှုကတော့မေကွန်းထုတ်စရာဖြစ်နေတယ်တဲ့။အခုနောက်ပိုင်းရန်ကုန်မြို့မှာဖြစ်ပွားလာတဲ့ကိုဆိုလူနိုက်တွေဟာအရင်လိုဒေါက်တာဒေါက်တာလူမျိုးလက်နက်တွေနဲ့မဟုတ်တော့ပဲတနက်ကံပြီးလူရက်တဲ့ပုံစံမျိုးတွေဖြစ်လာပြီတဲ့။လက်ရှိမှာတော့လူနေအိမ်တွေစိုင်တွေအပြင်လုံခြုံရေးအပြစ်ယူထားတဲ့ဗန်တွေရွှေဆိုင်တွေကိုပါတင်းတန်းနဲ့ဓမြတိုက်တဲ့ဖြစ်စဉ်တွေက ရန်ကုန်မြို့မှာခက်ဆက်တွေဖြစ်ပေါ်လာတာတွေ့ရတယ်တဲ့ကြီးမနိုင်ကန္နာလန်ကတနက်နေ့ပြတ်တက်မှုတဲ့ကြီးမနိုင်မြို့နယ်ဇေကလီရက်ကွက်ကန္နာလန်နဲ့ဘောက်ရလန်တော့ကန္နာလန်ပေါ်မှာမြို့သားတယောက်ဇန်နဝါရီလ6ရက်နေ့ညနေပိုင်းကတနက်နေ့ပြတ်တက်ခံရတယ်ကန္နာလန်မှာတက်ဆင်ထားတဲ့မှတ်တမ်းတင်မှတ်တမ်းရတဲ့ကန္နာလန်ဘေးမှာရက်နေတဲ့မြို့သားတယောက်ကတင်းတက်ကိုပီနာအိတ်နဲ့ဆွပြီးကနလန်းလေဘလောက်တုံးပေါ်လမ်းလျှောက်နေတဲ့အမျိုးသားကိုနောက်ကနေပြစ်ပြီးထွက်ပြေးသွားကြတွေ့ရတယ်။တေဆုံးသူအမျိုးသားရဲ့ဘေးလွယ်အိတ်ထဲကဥအောင်ရှိန်အမိပါ ဘန်ကက်ဆာအုပ်ကိုတွေ့ရှိပေမယ့်အဲ့ဒီအမျိုးသားဘယ်မှာနေထိုင်နေဘာလို့လုပ်တယ်တင်းနဲ့နဲ့ပြစ်သွားတဲ့အမျိုးသားနဲ့ဘယ်လိုပဲအကြောင်းတွေရှိတယ်ဆိုတော့ဘာသူမှမသိဘူးတဲ့ဒါပေမဲ့လမ်းဖြတ်ကူးနေတဲ့လူတူကိုတင်းနဲ့နဲ့ပြစ်ဖို့ကဒီလောက်အထိလွယ်ကူနေလားလွယ်ကူနေပြီလားဆိုတာမေးခွန်းတော့မဖြစ်တဲ့အဲ့လူနှစ်ယောက်ကြားမှာဘယ်လိုအညှို့အတွေးတွေရှိရှိဘယ်လိုအမုန်းတရားတွေရှိရှိကားတွေသွာလာနေတဲ့လူမြင်ကွင်းလမ်းမကြီးပေါ်မှာတော့လူတယောက်ကိုချက်ကလေးငှက်ကလေးလို့တင်းနဲ့နဲ့ပြစ်သက်သွားတာကတော့လုံုံရေးရမေးခွန်းထောက်ရမယ့်ကိစ္စလည်းဖြစ်တယ်တဲ့မျိုးလေကောင်ကရှူတိုင်လူရခံရမှုတဲ့ဇန်နဝါရီလ ရှိရကဗဘဲတမ်းမြို့နယ်လမ်း30အလယ်ဘလောက်မှာဖွင့်ထားတဲ့ရွှေတိုင်းတဆိုင်ဒီမှာတိုက်ခံခဲ့ရတယ်။ဖြစ်စဉ်ကတဲ့ဇန်နဝါရီလ10ရက်မနေ့ပိုင်းမှာမြို့သား3ယောက်ကလမ်း30အလယ်ဘလောက်ပထမတက်မှာဖွင့်ထားတဲ့ရွှေဆိုင်ရွှေချစ်သူစိတ်ရွှေရနာဆိုင်တွေကိုဝင်လာပြီးတနက်တလက်နဲ့ချင်းယောက်ခါတဲ့ပတ်စံရွှေတွေကိုလူယူသွားခဲ့တာဖြစ်တယ်။ဒီလိုလူယူပြီးတဲ့အခါမှာစိုင်ရှင်တဲ့ဝန်ထမ်းတွေကိုရေချိုးကန်ထဲမှာပိတ်ဆောင်ခဲ့တယ်လို့သိရတယ်။ဒီဖြစ်စဉ်မှာထူးဆန်းတာကကိုဆိုလူနိုင်တွေဟာအရင်ကလိုနေရာမရွေးတော့တာပါပဲတဲ့။လမ်း30ဆိုတာရန်ကုန်မြို့ရဲ့မြို့လယ်ကောင်လိုနေရာမျိုးပါတဲ့။လူနေတိတ်လူနေတိတ်သီးတယ်လို့လူသားလူလာလဲရှုပ်ပါတယ်တဲ့။ ဒါပေမဲ့ဒီလိုနေရာမျိုးမှာဖွင့်ထားတဲ့ရွှေဆိုင်ကိုလူ၃ယောက်ကတင်းတက်တက်နဲ့ဓမြတက်ခဲ့တာဖြစ်တယ်တဲ့။ဒါကြောင့်ခိုးဆိုးလူနိုင်တွေဟာလှုပ်ချင်တယ်ဆိုရင်ဘယ်နေရာဖြစ်ဖြစ်လူရခံရနိုင်တယ်ဆိုတဲ့အခြေအနေမျိုးနဲ့ရန်ကုန်မြို့နယ်လူလူကြားမှာကြုံတွေ့နေရပါတယ်တဲ့။တောင်ဝင်မြို့နယ်အလူချမ်းစီမှုတဲ့။မက်လာ၁၀ရက်နေ့ကတောင်ဝင်မြို့နယ်မြစ်တာညွန့်ရက်ကွက်ကတိုက်ခန်းတခန်းမှာအလူချမ်းစီမှုဖြစ်ပွားခဲ့ပါတယ်တဲ့။ဒီတစ်ခါအလူခံရသူကတော့အမျိုးသမီးတူလည်းဖြစ်တယ်။ဒီဖြစ်စဉ်ကဒီလိုပါတဲ့။အဲ့ဒီအမျိုးသမီးကသူ့တိုက်ခန်းကနေသူ့သမီးကိုသွားကြိုးဖို့အထွက်တကားကိုတော့ပိတ်နေတဲ့အချိန်မှာလူတစ်ယောက်ကကက်ကက်အိတ်နဲ့ခေါင်းကိုဆုတ်ပြီးအော် ။ဟိုနေ့နော်ဒီဒီဟိုနေ့အဲ့နဲ့ဒီဒီခေါင်းစုံနေပေါ့နော်ခေါင်းကိုဆွပြီးတော့လေဘင်းကိုဒါနဲ့ထောက်ခဲ့တာပါတဲ့။ပြီးတော့တော့ပြန်ဖွင့်ခိုင်းပြီးတော့အိမ်ထဲရောက်တာနဲ့အမျိုးသမီးရဲ့ခေါင်းကိုထုလိုက်တယ်တဲ့။အမျိုးသမီးသတိမိသွားတော့မှအိမ်ထဲကပတ်စံနဲ့အတွင်းပစ္စည်းတွေဖုံးတွေကိုယူသွားတာပါတဲ့။ဒီဖြစ်စဉ်မှာလည်းလူနေထူထပ်တဲ့တောင်ဝင်မြို့လိုမြစ်တံညုံရက်ကွက်မှာဖြစ်သွားတာကိုတွေ့ရတယ်တဲ့။မလုံးုံတော့ဘူးတဲ့။ဒီဖြစ်စဉ်တွေကြောင့်ရန်ကုန်မှာဘယ်နေရာဖြစ်ဖြစ်မလုံးုံတော့ဘူးတဲ့။ဒီလိုဖြစ်စဉ်တွေဟာအခုမှဖြစ်လာတာမဟုတ်ပါဘူးလေ။ရန်ကုန်မှာဒီလိုဖြစ်စဉ်မျိုးတွေဖြစ်နေတာကြာပြီတဲ့။တရားဥပဒေစိုးမိုးကြီးကနေရာတိုင်းမှာလျော်ရဲတဲ့အတွက် ကြောက်လဲရော်ရဲတဲ့အတွက်တဲ့မြန်မာနိုင်ငံရဲ့စီးပွားရေးမျိုးတော်ဖြစ်တဲ့ရန်ကုန်လိုနေရာမျိုးမှာတော့နေကင်းကြောင်တော့အမှုချမ်းစီးဓမြတိုက်တဲ့အမှုမျိုးတွေဖြစ်နေတာပါတဲ့နောက်ပြီးခိုးဆိုးလူတိုက်ဖြစ်စဉ်တွေမှာအဓိကပြောင်းလဲလာတဲ့အရာကလက်နက်ပဲဖြစ်တယ်တဲ့လက်ရှိခိုးဆိုးလူတိုက်တွေကအရင်ကလိုမျိုးဒုတ်တားလက်နက်လောက်နဲ့အမှုချမ်းစီးဓမြတိုက်တဲ့ခင်မဟုတ်တော့ဘူးတဲ့အမှုချမ်းစီးဓမြတိုက်တဲ့အမှာတိုက်တဲ့နေရာမှာအ ਨੇ ဆုံးပစ္စတိုတစ်လက်တော့ခိုးဆိုးလူတိုက်တွေစီမှာပါလာတာကိုတွေ့ရတယ်တဲ့ဒါဆိုဒီလက်နက်တွေကဘယ်ကရရတယ်လဲဆိုတော့မေးခွန်းထုတ်ရမယ့်အခြေအနေပါတဲ့ ဒီလိုခိုးဆိုးလူနိုင်တွေရဲ့လက်ထဲကိုတင်းနဲ့တွေကဘယ်လိုရောက်လာတယ်လဲဆိုတာအတော်လေးကိုစိတ်ဝင်စားစရာကောင်းတယ်တဲ့ဒီလိုသာခိုးဆိုးလူနိုင်တွေရဲ့လက်ထဲမှာတင်းနဲ့တွေပေါများလာမယ်ဆိုရင် ပြည်သူတွေအတွက်ကဘယ်လိုလုံခြုံနိုင်တော့မယ့်အခြေအနေမရှိတော့ပါဘူးတဲ့ဘလို့မှလုံခြုံနိုင်တော့မယ့်အခြေအနေမရှိတော့ပါဘူးတဲ့အချိန်မီးနေရမီးအနုကန်းအနုချမ်းစီးခံရတယ်လို့ဓမြလည်းအတိုက်ခံရနိုင်ပါလေတဲ့ရန်ကုန်မြို့မှာကပိုက်နိုင်တာတွေလူရတာတွေအနုချမ်းစီးတာတွေနဲ့ဓမြတိုက်တာတွေကနေ့စဉ်နှိပါဖြစ်နေတာပါတဲ့မြန်မာနိုင်ငံမှာတရားဥပဒေစိုးမိုးရေရဲလာတယ်လို့ရှိတာကြောင့် တောကြောင်လီလက်ကမောင်းခတ်နေတဲ့အတွက်နေရာအနှံ့ပြားမှာခိုးဆိုးလူနိုင်တွေကဖြစ်ပွားနေကြတာလို့သုံးသပ်မှုတွေရှိခဲ့တယ်။မြန်မာနိုင်ငံစီးပွားရေးမြို့ရန်ကုန်မြို့မှာဆိုရင်လိုင်းကားပေါ်မှာနေကင်းကြောင်တော့နေကင်းကြောင်တော့ကြီးတော်အုပ်စုလိုက်ဓာတ်ထောက်ပြီးလူရဲမှုတွေဖြစ်ပွားခဲ့တဲ့ဒီလိုလမ်းတွေပေါ်မှာကားတွေပေါ်မှာအုပ်စုဖွဲ့လူရဲမှုဖြစ်စေနေကြောင်းမြို့နေလူလူကမလုံခြုံဘူးလို့အချိန်နဲ့မျှခံစားနေရပါတယ်တောကြောင်တွေကအုပ်စုဖွဲ့ပြီးဓာတ်ထောက်လူရဲတာတွေရိုက်နှက်လူရဲတာတွေရှိလာတဲ့အတွက်ကြောင့်လဲမလုံခြုံတော့ဘူးဆိုတဲ့အတန်တွေကပြည်သူတွေကြားမှာကြကြလန်လန်ထွက်ပေါ်နေတာဖြစ်နေတယ်ဒီလိုအချိန်တွေမှာပဲနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဗိုလ်ချုပ်ကြီးမြောက်လိုင်ကတော့ လုံခြုံမှုမရှိရင်အထုတ်ပိုက်ပြီးကင်းဆောင်အိပ်ရမယ်လို့ကင်းဆောင်အိပ်ရမယ်လို့2022ခုနှစ်ကပြောဆိုခဲ့ပါသေးတယ်2022ခုနှစ်ကဘယ်လိုမျိုးမပြောလိုက်ရလုံခြုံမှုမရှိရင်ကိုထုတ်ကိုပိုက်ပြီးတော့ကင်းဆောင်အိပ်ရတဲ့အခြေအနေဖြစ်သွားမယ်ဆိုပြီးပြောခဲ့တယ်ဆိုပြီးတော့ဒီသောင်းကိုလူကြီးထားတာ2022ခုနှစ်နိုဝင်ဘာတရက်ကလုတ်တယ်ပြည်အောင်စုအစိုးရအဖွဲ့အစည်းအဝေးမှာဘုံကြီးမေးအောင်လိုင်ကတိုင်းပြည်သားဟွာပြောတယ်ဆိုတာငွေချမ်းသာဖို့လည်းရှိလိမ့်မယ်စိတ်ချမ်းသာဖို့လည်းလိုတယ်ငွေချမ်းသာဖို့စိတ်ချမ်းသာဖို့လိုတယ်တရားဥပဒေစိုးမိုးရေးဖြစ်ဖို့လည်းလိုတယ်ဒါမှတိုင်းပြည်သားဟွာပြောမှာပေါ့တဲ့ဒါမှမဟုတ်ရင်ကျွန်တော်တို့ကတပူပူနဲ့ ငွေကတော့ချမ်းသာပါတယ်လုံုံမှုမရှိလို့ရှိရင်အထုတ်ပိုက်ပြီးတော့ကင်းဆောင်ပြီးအိတ်နေရမှာပေါ့တဲ့ငါပစ္စည်းဘယ်ချိန်ဘယ်ချိန်လာလို့မလဲဆိုပြီးဖြစ်နေရမှာပါတဲ့ဒါရီကြလည်းရှိသေးတာပေါ့ဆိုပြီးပြောခဲ့တာဖြစ်တယ်တဲ့နောက်ဆက်ကဥက္ကရာကဒီလိုပြောကြခဲ့ပေမဲ့လည်းလူစီရမှုအပြည့်နဲ့ရန်ကုန်ကတော့အခုထပ်တည်းလုံုံမှုမရှိသေးပါဘူးတဲ့လက်ရှိဖြစ်ပျက်နေတာတွေနဲ့ပတ်သက်ပြီးဘယ်လိုတားဆီးမလဲဆိုတာကိုလုံုံရေးပိုင်းဆန်ရအစိုးရတောင်းရှိသူတွေအနေနဲ့အစီအစဉ်ရေးဆွဲပြီးလက်တွေ့လှုပ်ဆောင်မှုလိုအပ်နေပါတယ်တဲ့နေ့စဉ်နဲ့အမြအောက်ခြေကပြည်သူတွေအနေနဲ့ မလုံခြုံမှုတွေနဲ့ထိတ်တန့်ရင်ဆိုင်နေရတဲ့အတွက်ကြောင့်လည်းဒီအတိုင်းသာဆက်ပြီးလွှတ်ထားမယ်ဆိုရင်ဒီထက်ပိုဆိုးဖို့ပဲရှိတယ်ဆိုပြီးအဲဆောင်မလေးအဲ့လိုရေးထားတယ်။မှန်တယ်။မှန်တယ်မှန်တယ်ဆိုတော့ဗာလဲဆိုတော့ရန်ကုန်မြို့အဓိကကတော့မြို့တော်ပဲပြောကြပါဦးနော်။မြို့တော်မှာတချို့လူမိုက်တွေကပေါ်ပေါ်နေနေသွားလာနေကြတယ်။တချို့ကလူမိုက်တွေကိုလက်နက်တက်ဆင်ပေးထားတဲ့လူတွေတောင်ရှိတယ်။ဘယ်လိုလုပ်ကြမလဲ။ကျွန်တော်တို့ဘယ်လိုလဲဒါတွေကဒါတွေကဟိုအတော်တော်ဆိုးနေတယ်ဗျ။အတော်တော်ဆိုးနေတယ်။အဓိကကဗာလဲဆိုတော့ မှန်တယ်လက်ရှိအခြေအနေလက်ရှိအနေအထားရတော့ဟိုလက်နက်တွေကအရင်ပြန့်ပြန့်ကျင်းနေတဲ့အတွက်ဘယ်လက်နက်တွေဘယ်မှာရှိတယ်ဆိုတာတော့အာနာပိုင်နေအနေနဲ့အတိအကျမသိနိုင်ဘူးဗျာနော်မသိနိုင်ဘူးဒါမှန်ပါတယ်နောက်တစ်ခုကပြီးခဲ့တဲ့ဟလာအဲကျွန်တော်တို့အဲ9လလောက်ဖြစ်မယ်ပြီးခဲ့တဲ့9လ10လ10လလောက်ပါဆိုရင်လှိုင်းတရာမှာလှိုင်းတရာကကျွန်တော်တို့မြို့နယ်စီမံ3တင်တယ်မြို့နယ်စီမံ3ကိုတနက်နေ့လိုက်ပြတာကြီးတာ24တောင်းကုန်နေတယ်အဲ့လောက်ထိဖြစ်တယ်ဆိုဒါတွေကဘလို့ပဲပြပြဟိုအစိုးရအတွက်တော့ လောက်ခံစရာတွေအများကြီးရှိနေသေးတယ်ဆိုတော့စိန်ခေါ်မှုတွေကိုထုတ်ပြနေလို့ကျွန်တော်တို့ဒီလိုမျိုးသုံးသက်တယ်ဗျဒီလိုသုံးသက်တယ်အစိုးရတရအနေနဲ့တော့ဟိုစီမံနိုင်တယ်လို့ကျွန်တော်တို့သုံးသက်တယ်စီမံနိုင်တယ်လို့သုံးသက်တယ်တချို့ကိစ္စတွေမှာလည်းဒါပေမဲ့တချို့ကိစ္စတွေကကျွန်တော်တို့ပြောရရင်ဟလာဒီဘက်မှာတိုက်ပွဲတွေဖြစ်နေလို့ဒီဘက်မှာပြည်သူတွေရဲ့လုံခြုံရေးရော့ရဲနေတယ်ဆိုရင်လည်းပြည်သူတွေရဲ့လုံခြုံရေးအတွက်ဘယ်လိုစီမံကြမလဲဆိုတာဒီအချိန်မှာဟိုတိုင်ပင်ညှိနှိုင်းမှုတွေလုပ်တင်နေလို့ကျွန်တော်တို့ဒီလိုသုံးသက်တယ်ဒီလိုသုံးသက်တယ်ဘာလို့လဲဆိုတော့လက်ရှိအနေအထားမှာကဒါကျွန်တော်တို့ကကျွန်တော်ဆိုရန်ကုန်မြို့တော်ကြာရွေးပြထားလိုက်ပါတော့ ကျွန်တော်တို့ဒီ social media တွေပေါ်မှာတွေ့နေရတာကတော့ဟိုလူတွေကတရားဥပဒေစိုးမိုးရေးကိုအားကိုးမှုနည်းလာပြီးတော့ဒီဘက်မှာလူမိုက်တွေကိုအားကိုးပြီးတော့တခုခုပြဿနာဖြစ်လာရင်ဥပဒေရဲ့အကာအကွယ်ကတော့ရနိုင်မှာမဟုတ်ပါဘူးကွာဟုတ်လားဟိုအနိုင်ပေါ့အနိုင်ပေါ့ဥပဒေရဲ့ပြင်ပနီးတွေနဲ့ရှင်းနိုင်လေကျွန်တော်တွေ့လာရတယ်နော်အဲ့လိုမျိုးပေါ့နော်ပုံတံအမျိုးမျိုးပေါ့ဗျာပြောရရင်တော့လက်ရှိနေထားမှာရန်ကုန်မြို့မှာဒူးဆိုင်မှုတွေများနေတယ်လို့ဒီကြီးတာဒီစောင်းမအောင်တော့ကျွန်တော်တို့လက်ခံတယ်ထောက်ခံတယ်မှန်တယ် ဒါပေမဲ့ဒီအားနဲ့ပတ်သက်ပြီးတော့အာနာပိုင်နေအနေနဲ့ဘယ်လိုလှုပ်ဆောင်ကြမလဲဆိုတာကိုတော့ဆွေးနွေးဖို့တော့လိုအပ်တယ်ဆွေးနွေးဖို့တော့လိုအပ်တယ်နော်တချို့ကိစ္စတွေနိုင်ငံရေးရလှုပ်ချမှုတွေရှိတယ်ဟုတ်လားနိုင်ငံရေးရဟိုပြောရရင်တော့အဓိကအဖြစ်တော့ဟိုပါတီမတူတာအယူဝါဒမတူတာဟိုနိုင်ငံရေးအယောင်သွေးမတူတာဒါတွေနဲ့ပတ်သက်ပြီးတော့ဟုတ်လားပြစ်ခတ်တာတွေကတော့ဒါဟိုအရင်ကရှိတယ်ဒါပေမဲ့ဒီဘက်နောက်ပိုင်းမှာရန်ကုန်မြို့လိုနေရာမှာအဲ့ဒါတွေနည်းနည်းနည်းလာပြီးတော့ဓားတိုက်မှုတွေပြန်ပေးဆွဲမှုတွေဒါတွေပုံများလာတယ်ကျွန်တော်တင်းတင်းနေဖတ်ရတာဒါတွေပုံများလာတယ် ါပေမဲ့ဒီအရည်နဲ့ပတ်သက်ပြီးတော့ဘလို့စီမံဆောင်ရွက်နေတယ်ဘလို့စီမံဆောင်ရွက်ကြမယ်လို့တိုင်ပင်ကြတာ၄စီဝေးကြတာ၄တော့ကျွန်တော်တို့အဲ့ဒီအရည်သိမတွေ့ရအောင်ကျွန်တော်ဆိုလို့ရှိရင်ဒါပြောရရင်နိုင်ငံတော်ကထုတ်တဲ့သတင်းတွေလည်းတော်များများဖတ်တယ်တခြားသတင်းတွေလည်းကျွန်တော်တို့ဖတ်ပါတယ်ဆိုတော့ဒါတွေကတော့ပြောရရင်တော့စိန်ခေါ်မှုတွေပဲလို့ကျွန်တော်တို့ပြောခြင်းတယ်စိန်ခေါ်မှုတွေပဲလို့ပြောခြင်းတယ်တချို့ကိစ္စတွေမှာလည်းကျွန်တော်တို့ဟလာပြောရရင်တော့အဓိကအဖြစ်ဘလို့ခေါ်မလဲရန်ကုန်မြို့ရဲ့အောက်စကတ်ခေါ်မှာပေါ့နော်စင်ကြေဘုံဒေသတွေပေါ့စင်ကြေဘုံဒေသတွေမှာဆိုရင် သူတို့လောက်ကန်နေတဲ့အလုပ်တွေဟာဒုစရိုက်မှုတွေရာဇဝဲမှုတွေလို့တော့မထင်လောက်အောင်ကိုအဲ့လောက်ကိုဖြစ်နေတဲ့စင်ကြေပုံးတွေလည်းအများကြီးရှိရန်ကုန်မြို့မှာသူတို့လုပ်နေရတယ်ဟာထားပါတော့ဟုတ်လားတရားဥပဒေဘောင်ပြင်ပါနေတချို့ကတွေလုပ်တယ်ပတ်စံပေးပြီးလူရိုက်ခိုင်းနေပတ်စံပေးပြီးလူတက်ခိုင်းနေပုံစံမျိုးမျိုးပေါ့ဗျာဒါတွေကတော့လက်ရှိဒီဇယ်အစိုးရကိုစိန်ခေါ်နေတဲ့ challenge လုပ်နေတာပေါ့နော်စိန်ခေါ်နေတဲ့အမှုခင်းတွေပဲလို့ကျွန်တော်တို့ဒီလိုမျိုးသုံးသက်တယ်ဗျာဒီလိုသုံးသက်တယ်ဆိုတော့ဟို ရောင်မြို့ရင်မဟုတ်ပါဘူးเนาะရောင်မြို့ရင်မဟုတ်တခြားနေရာတွေမှာလည်းလူတက်မှုတွေပါဖြစ်ရင်မိခဲတယ်ဗျအဓိကအဖြစ်တော့နိုင်ငံရေးအယောင်သေးကြောင်းတက်မှုဖြတ်မှုကြီးရှိရင်ပေါ့နော်ဟိုလက်ရဖမ်းမိတယ်ဆိုတာအတော်ရှားတယ်အတော်ရှားတယ်ဆိုတော့ဒါတွေကိုဒေသဆိုင်အာဏာပိုင်တွေအနေနဲ့ဘယ်လိုစီမံဆောင်ရွက်မလဲဆိုတာကျွန်တော်တို့ကစောင့်ကြည့်ရမှာပဲเนาะကျွန်တော်ဒီလောက်ပဲသုံးသက်ချင်စောင့်ကြည့်ရမှာပဲလို့ဒီလောက်ပဲသုံးသက်ချင်နောက်တစ်ခုကတော့ဘာဖြစ်လဲဆိုတော့ဒါကလည်းစိန်ခေါ်မှုတည်းပဲအဲ့ဒါလည်းဘာလဲဆိုတော့လက်ရှိမြန်မာနိုင်ငံမှာအဓိကကိုးကွယ်တဲ့ဘာသာက ဗုဒ္ဓဘာသာဖြစ်တယ်နော်။ကျန်တဲ့ဘာသာအားလုံးကိုလည်းအဲလွတ်လပ်စွာကိုယ်ကိုယ်ယုံကြည်မှုပေးထားတယ်ဗောနော်။မြန်မာနိုင်ငံမှာ85ရာခိုင်နှုန်းကျော်ကဗုဒ္ဓဘာသာကိုယ်ကိုယ်ကြားတယ်။ပြောရတော့ဗျာအဓိကဗုဒ္ဓဘာသာကိုအဓိကကိုယ်ကိုယ်တဲ့လူတွေအများဆုံးနေထိုင်တဲ့တိုင်းပြည်လို့ကျွန်တော်တို့ပြောလို့ရတယ်။ဒါပေမဲ့ဒီလူတိုင်းပြည်မှာပဲပြဿနာဘာဖြစ်လဲဆိုတော့မတော်တဆလားဟာလားဟိုပြောရရင်ရွေချက်ရှိရှိလာတော့မသိဘူး။ဗုဒ္ဓဘာသာအပေါ်ဟိုစော်ကားတယ်ပဲပြောမလား။ပြည့်ရည်ပြည့်ရယ်ပဲပြောမလား။ဒါမျိုးလောက်တာတွေက ဟိုတစ်ခုနှစ်ခုသုံးခုစသည်အားဖြင့်ပေါ့နော်စိတ်စိတ်လေးတွေးလာရတယ်စိတ်လေးတွေးလာတယ်အဲ့လိုတွေတွေးလိုက်အခါတိုင်းမှာလဲအာနာပိုင်းနေအနေနဲ့တွေးပြီးတော့အရေးယူလိုက်တာနဲတယ်တာမန်ပြည်သူတွေကတွေးပြီးတော့လိုင်းပေါ်ကအော်မှအရေးယူတာများတယ်ကျွန်တော်တို့တွေးနေတာလေအဲ့လိုမျိုးဝင်ဖြစ်တာများတယ်တချို့ကိစ္စတွေမှာကြတော့လဲထားပါတော့နည်းနည်းဟလာဟိုဘယ်လိုခေါ်မလဲတယောက်နဲ့တယောက်ဟိုဘယ်လိုအဖြစ်အပျက်တစ်ခုပေါ်မှာအမြင်မတူတာတွေလည်းရှိတယ် ချို့ကိစ္စတွေကြတော့လေဗုဒ္ဓဘာသာကိုဥတီပြီးတော့စနစ်တကျစော်ကားတိုင်းလေးရှိတယ်ဒါပေမဲ့အဲ့လိုစော်ကားတိုင်းတွေဘယ်လိုလဲလို့လိုက်ကြည့်လိုက်ရင်ဗုဒ္ဓဘာသာဝင်တွေပဲဖြစ်နေတာများတယ်ဒါပေမဲ့အဲ့လိုဖြစ်ပြီးဟေ့ဆိုလို့ကြည့်လိုက်လို့ရှိရင်လေပြည်သူလူထုပေါ့နော်တာဝန်သိပြည်သူတွေက online ပေါ်မှာတက်ပြီးတော့အာဒါတွေရောဒီလိုဖြစ်တယ်ဒီလိုဖြစ်တယ်ဆိုမှအာနာပိုင်တွေတိပြီးတော့အရေးကြီးတာများတယ်ကျွန်တော်တို့တွေ့နေနော်ဟုတ်လားဟိုပြီးခဲ့တဲ့ academy ပေးပွဲမှာတက်လာတဲ့ဟဲ့လားအမျိုးသားတအုပ်ဆိုလေဗုဒ္ဓဘာသာရဲ့ဟဲ့လားပြောရရင်ဒီဒီဟိုနေပေါ့နော် ဒီမျက်နှာတော်ခေါ်ပေါ်ကြပါသူအဲ့ဒါကိုကင်ပြီးတော့တက်လာဆိုပြီးတော့အုပ်စုတစုကတရားဆွဲတယ်ဒါတခုနောက်တစ်ခုကဘာလဲဆိုတော့အဲကျွန်တော်တို့မတိလရှင်ဝစ်စုံပေါ့နော်မတိလရှင်ဝစ်စုံကိုသဘင်ကြီးနဲ့ဝစ်ထားတယ်ဆိုပြီးတော့ဒီဒီဒီရဲ့ဘက်မှာတော့ဒါဒါပေါ့နော်နောက်တစ်ခုကကြတော့ဘာလဲဆိုတော့ကျွန်တော်တို့ coffee ကွက်မှာရှင်ဘုရားပုံတော်ရိုက်ပြီးတော့ရှင်ဘုရားပုံတော်ရိုက်ပြီးတော့ coffee ကွက်လုပ်တယ်ဆိုတဲ့ဟာမျိုးဆိုတော့အဲ့ဒါကအဲကျွန်တော်တို့ဒီနေ့ကအဲ့တင်းမုံမူတည်ပြီးတော့ကျွန်တော်တို့သုံးတက်မှာသူတင်းရေးထားတာဒီမှာဘလို့ရေးထားလဲဆိုတော့အမြန်လန်းကရွှေပလင်းဆိုင်မှာဖျားစီဒီပုံတွေတစ်ခါသုံးခွက်မှာရိုက်နှိပ်အသုံးပြုနေလို့ တက်ဆိုင်ကစစ်စစ်သိမ့်ကြည့်လိုက်လေတဲ့အမြန်လန်39မှာရေရနာစခန်းမှာရှိတဲ့ရွှေပလင်စားတောက်ဆိုင်မှာဖျားစီရီပုံများရိုက်နှိပ်ထားသောတခါသုံးခွက်များကိုအသုံးပြုနေကြောင်းတွေ့ရလို့တက်ဆိုင်ရအုပ်ချုပ်ရေးနဲ့ရဲတပ်ဖွဲ့ကစစ်စစ်သိမ့်ကြည့်ခဲ့လို့သိရတယ်တဲ့အဆိုပါရွှေပလင်စားတောက်ဆိုင်မှာကော်ဖီနဲ့လက်ဖက်ရည်များထည့်ကရောင်းချနေတဲ့တခါသုံးခွက်တွေမှာတဲ့ဖျားစီရီပုံနဲ့မြို့တော်ခန်းမှာကရဝိတ်စားတဲ့ပုံတွေထည့်သွင်းရိုက်နှိပ်ထားတာကြောင့်တည်င်းအရနေပြည်တော်အထွေထွေအုပ်ချုပ်ရေးအဖွဲ့မှတာဝန်ရှိသူများနဲ့ရဲတပ်ဖွဲ့ဝင်များဝင်များမှတွားရောက်စစ်ဆေးမှုများလုံဆောင် လုဆောင်ခဲ့ခြင်းဖြစ်တယ်တဲ့ထပ်မံအသုံးမပြုရသေးတဲ့ဇေဒီပုံပါတစ်ခါသုံးခွက်တွေကိုလည်းတင်းစီခဲ့လို့ဆိုတယ်တဲ့လူမှုကွန်ရက်မှာဝေဖန်မှုတွေများလာခဲ့လို့ပြီးခဲ့တဲ့မတ်လ16ရက်ညပိုင်းကဖျားကြီးအပိုင်းကထွေအုပ်အဖွဲတွေနဲ့ရဲတပ်ဖွဲ့တွေစစ်ဆေးတော့တဲ့အဲ့ဒီဖျားဇေဒီပုံပါတစ်ခါသုံးခွက်တွေအသုံးမပြုရသေးတာ25ခွက်တွေ့လို့တင်းစီခဲ့လို့ပြောတယ်တဲ့တခြားအရေးယူမှုဘယ်လိုရှိလဲတော့မသိသေးဘူးဝေဖန်သူတွေကတော့ဘာသာသာသနာရေးကိုထိခိုက်အောင်လုပ်တယ်ပြောပြောသူနဲ့မြန်မာပြည်ရဲ့အထင်ကရနေရာတွေကိုအမှတ်တရစိတစ်ခုဖြစ်ပေါ်ပြထုတ်ပေါ်ပြသရာရောက်တယ်လို့ အကောင်းဘက်ကရောအစိုးဘက်ကပါဝေဖန်နေကြတယ်လို့ဖျားကြီးမျိုးမှာနေထိုင်တဲ့ဒေသခံတူကအဲဒီတင်းထဏာတခုပြောတယ်တဲ့တခါသုံးခွက်ဒီမှာဖျားစီဒီပုံထည့်သွင်းရိုက်နှိပ်တာနဲ့ပတ်သက်ပြီး39မိုင်ကရွှေပလင်စားတောက်ဆိုင်ကအသုံးမပြုရသေးတဲ့ဇီဒီပုံပါခွက်တွေကိုတင်းစည်းတာဒါတိရပြီးရင်းခွက်တွေကိုထုတ်လုပ်သူအားအရေးယူခြင်းရှိမရှိကိုတော့မသိရသေးပါဘူးတဲ့ပြီးခဲ့တဲ့ရက်ပိုင်းမတ်လ16ရက်နေ့ကလည်း online sales ရောင်းချရမှာတင်လာရှင်ဝစ်စုံဝစ်ခါမရည်ရွယ်ပဲဈေးအောင်ခဲ့ပြီလို့သာသနာတော်ကိုစော်ကားတယ်လို့ဝေဖန်မှုတွေရှိလာကြတယ် မိဘမြတ်တာတင်ကန်းတိုက်ပန့်ရှင်အမျိုးသမီးနှစ်ယောက်ကဆရာတော်နဲ့တီလာရှင်တွေကိုဝင်ချတောင်းပန်မှုပြုရပြုခဲ့တာလည်းရှိပါတယ်တဲ့ဒါအပြင်ပြီးခဲ့တဲ့ Academy ပေးပွဲကာလအတွင်း Stylist တယောက်ဖြစ်တဲ့အောင်ကိုမိုးကဗုဒ္ဓရုပ်ပုံပါဝင်တဲ့ဝိဇုံဒီဇိုင်းနဲ့ပွဲတက်မိလို့သာသနာရေးဥပဒေပုံမှန်တွေနဲ့အရေးယူရန်ဝေဖန်မှုတွေလည်းရှိခဲ့ရာကာယကံရှင်ဘက်မှဗုဒ္ဓရုပ်ပုံမဟုတ်ကြောင်းနဲ့ဗကံခိကမိမပြုမကြီးပုံသာဖြစ်ကြောင်းပြန်လည်ဖြေရှင်းမှုတွေလုပ်ခဲ့ရလို့သိရတယ်။နိုင်ငံတွင်းမှာဘာသာရေးနဲ့ပတ်သက်ပါကအထူးအကြိုက်မခံတာကြောင့်ကုန်ပစ္စည်းအမှတ်တရစိတ်နဲ့လူသုံးကုန်တွေမှာ ဘာသာရေးဆိုင်ရာတွေထည့်သွင်းအသုံးပြုပါကသတိထားရန်လိုအပ်ပြီးသာသနာရေးကိုထိခိုက်စေရန်ရည်ရွယ်လှုံ့ဆော်မိပါကသာသနာရေးဆိုင်ရာဥပဒေပုံမှန်295အရာအရေးယူအပြစ်ပေးတာတွေလှုံ့ဆော်နိုင်တယ်လို့သိရတယ်ဆိုအဲ့ဒီတိုင်းမှာအဲ့လိုဖော်ပြထားတယ်ဒါရီကဟိုပြောရရင်တော့ဟိုပုံမှန်လေးတွေးရင်တောင်မလုပ်သင့်ပါဘူးဘာကြောင့်လဲဆိုတော့ဘယ်ဘာသာမှမစော်ကားသိဘူးနော်ကျွန်တော်ပြောချင်တာဘယ်ဘာသာမှမစော်ကားသိဘူးဆိုတော့ဘာကြောင့်လဲဆိုတော့ဒါကဟိုဒီလိုပြဿနာမျိုးတွေရှင်းရခက်တယ်ဗျတကယ်ဖြစ်လာရင်ရှင်းရခက်တယ်ရှင်းရခက်တယ်ဆိုတော့ဘာကြောင့်လဲဆိုတော့ဟိုပြောရရင် အဖြေမထွက်နိုင်ဘူးပေါ့နော်အဖြေမထွက်နိုင်ဘူးဆိုတော့အဲ့တော့ဘာဖြစ်လဲဆိုရုံရင်းဆန်ခတ်မှုတွေဘက်ကိုရောက်သွားနိုင်တယ်ဆိုတော့ဒါကြောင့်မို့ကျွန်တော်တို့ကဘာလဲဆိုတော့ဟိုဘာသာရေးနဲ့ပတ်သက်ရင်ကဟိုအရန်အကဲဆက်လုံးနေအကဲဆက်လုံးနေဒါကြောင့်မို့တချို့ကိစ္စတွေမှာဟိုတတိထားပြီးတော့လှုပ်ဆောင်ကြဖို့လိုအပ်တယ်လိုအပ်တယ်နောက်တစ်ခုကလည်းပြဿနာဘာလဲဆိုတော့အဲရှိပါလေတချို့ယဟန်နေလေယဟန်ဟလာယဟန်နေစောင့်ထင်းရမယ်တိခါဘုတ်တွေနေမလျော်ညီပဲနေထိုင်နေတာလည်းရှိတယ်ဒါတွေကလည်းပြောရရင်တော့ ဟိုသာသနာကိုကုလုံးလုပ်ထားတာတွေပေါ့နော်သာသနာနဲ့ဟုတ်လားပြောရလို့ရှိရင်ဟိုသာသနာရဲ့ဒီအဆောင်ရောင်တွေကိုကုလုံးလုပ်ပြီးတော့ဟုတ်လားဒီလိုပဲလူကဲသူနေထိုင်နေတဲ့ရဟန်းတွေလည်းအများကြီးရှိတယ်။ဟိုပြောရရင်တော့ဥပဒေအရရေးယူကြမယ်ဆိုရင်တော့ဟိုရေးယူစရာတွေကတော့အများကြီးပေါ့ဗျာရေးယူစရာတွေအများကြီးပေါ့အဲ့တော့ဟိုဓိကတော့ဗာလဲဆိုတော့တရားဥပဒေစိုးမိုးရေးပဲတရားဥပဒေစိုးမိုးရေးပဲဒါတိတ်အရေးကြီးတယ်နိုင်ငံတိုင်းနိုင်ငံမှာအဲ့တော့တရားဥပဒေမှာရင်သားနဲ့ကြော်သားခွဲလာရင်အဲ့တော့ဘာဖြစ်လဲဆိုတော့ တရားဥပဒေစိုးမိုးရေးကိုထိခိုက်လာတယ်နော်ထိခိုက်လာတတ်တယ်အဲ့တော့ဟလာအုပ်စုများလို့ဒီလူတွေတော့အေးမြီဘူးကွာဟိုကတော့တတိတယောက်တိဖြစ်နေလို့အေးကြီးတယ်ကွာဆိုရင်ဘာဖြစ်လာဆိုအဲ့လူတွေကဘာဖြစ်လာဆိုတရားဥပဒေပေါ်မှာယုံကြည်မှုမရှိဘဲနဲ့ဟုတ်ပြီကွာငါလည်းအုပ်စုဖွဲ့မယ်ကွာအုပ်စုများများမှငါတို့ကတရားဥပဒေအပေါ်နေလို့ရမှာကွာဆိုလေအတွေးတွေပြည်သူလူထုအဲမှာဝင်သွားရင်ဒါဟာပြောရရင်အုပ်ချုပ်တဲ့အာဏာပိုင်တွေအနေနဲ့အုပ်ချုပ်ကအရန်ကတ်သွားတယ်အရန်ကတ်သွားလိမ့်မယ်ဒါမှမဟုတ်တရားဥပဒေဆိုတာကတော့အလကားပေါ်ပေါ်လာတာမဟုတ်ဘူးအဲ့တော့ နောက်တစ်ခုကဘာလဲဆိုတော့အပြစ်ရှိပါတယ်လို့ဟဲ့လားလူလူပုဂ္ဂိုလ်တူတူရောက်ပဲဖြစ်ဖြစ်အဖွဲ့အစည်းတစ်ခုခုကပဲဖြစ်ဖြစ်ပြောမှအရေးယူတာကလည်းဒါကလည်းအမှန်တော့မဟုတ်ဘူးမမှန်တော့ဟဲ့လားဥပဒေဆိုတာအိပ်ပျော်နေဆိုတာမရှိဘူးဥပဒေဆိုတာအိပ်ပျော်နေဆိုတာမရှိဘူးမှန်တယ်တချို့ကိစ္စတွေမှာနေရာဒေသအတိုင်းကိုတော့ဒီလုံုံရေးတက်ဖွဲ့ပဲဖြစ်ဖြစ်ဟဲ့လားနိုင်တော်ဝန်ထမ်းတွေပဲဖြစ်ဖြစ်ဘယ်နိုင်ငံမှာမှခြုံငုံမိအောင်ဆိုတာမရှိဘူးတို့ပေမဲ့တချို့ကိစ္စတွေမှာ လိုင်းမောင်မတက်ပဲနဲ့တိုင်တန်းလာကြီးရှိတယ်။ဒါတွေတို့တော့သိပြီးတော့တချို့ဟာတွေမှာငကလက်လို့အဲ့တော့လူတွေကဘာဖြစ်လဲဆိုတော့တခုခုဖြစ်လာရင်လိုင်းမောင်တက်အော်မှအေးအေးယူတယ်ဆိုတော့စိတ်တွေကလူတွေထဲမှာဝင်လာတယ်။အဒါကပြောရရင်ဟိုတိတ်ကောင်းနဲ့ဝင်နေတော့မဟုတ်ဘူး။အစင်လာတော့မဟုတ်ဘူးကျွန်တော်ပြောနေတာ။နောက်တစ်ခုကဘာလဲဆိုတော့ငါတို့ရှိမှလူအုပ်ရှိမှလူမိုက်နဲ့တိမှငါတို့ရဲ့ live တွေငါတို့ရဲ့ဘဝတွေဟာလုံုံမှုရှိမယ်လို့ပြည်သူလူထုကြားမှာအထင်တွေဝင်သွားရင်လေဒါလည်းသိမကောင်းဘူး။ ဒါလည်းသိကောင်းတဲ့ဟာတော့မဟုတ်ဘူးဒါအမှန်ကန်တဲ့ဟာတော့မဟုတ်အဲ့တော့အဓိကအဖြစ်ကျွန်တော်တို့ကဖြစ်စေချင်တာဗာလဲဆိုတော့တရားဥပဒေစုမွေးအဖွဲ့အစည်းတွေအနေနဲ့ဟိုကျွန်တော်တို့ကြောသားရှင်သားမခွဲကြပါနဲ့ဥပဒေချိုးဖောက်တယ်ဟေ့လို့တိလိုက်တာနဲ့အုပ်စုဘလောက်တောင်းတောင်းဟာလားဘလောက်အခွန်အားကြီးကြီးအေးယူတင်နေအေးယူတင်နေဆိုတော့အဲ့တော့အဲ့လိုအေးမယူလာတဲ့အခါဖြစ်လာတဲ့အခါကျတော့ပြည်သူလူထုကြားမှာကဘယ်သူမှမမုံနိုင်ငံတော်မှာတောင်းယူထားတဲ့နိုင်ငံကြီးကြီးတွေမုံလာမယ်ဒေသဆိုင်ရာကြီးကြီးတွေကိုမုံလာမယ် ဲ့တော့ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ကနိုင်တော်တာဝန်ကိုယူရဲဆိုတဲ့အလို့ဟာတည်တည်လေးမဟုတ်ဘူးအလို့အမတမ်းမှကြီးလေးတဲ့တာဝန်ဖြစ်တယ်နော်ကြီးလေးတဲ့တာဝန်ဖြစ်တယ်အဲ့တော့အဲ့လိုတာဝန်ကြီးလေးတဲ့တာဝန်ကိုယူထားရတဲ့သူတွေအနေနဲ့လဲဟိုတချို့နေရာတွေမှာဟိုဟာခွက်တွေပြော့ခွက်တွေတော့ရှိနိုင်တာဗောနော်ရှိနိုင်တာဗောသူ့ပြင်မဲ့ဥမာပြင်ဟလာဟိုပြောမှသိတယ်ဆိုတဲ့ဟာအမြဲဖြစ်လာရင်ကြတော့မကောင်းဘူးတော့ကျွန်တော်ဒီလိုသုံးသပ်ခြင်းလေဩပြောမှသိတယ်ဆိုတော့ပြောမှသိမှာပါဟလာဩဩဩကွာဩမှသိမှာပါဆိုတော့ဟာမျိုးလေးဖြစ်လာရင် ဆိုတော့ဘာဖြစ်လဲဆိုတော့အစိုးရဘုံမှာဟိုဘယ်လိုခေါ်မလဲနည်းနည်းအယုံကြည်မဲမှုတွေပြည်သူလူထုကဖြစ်လာမယ်ဒါမျိုးပြောတာပေါ့နော်ဒါမျိုးလေးဖြစ်လာတယ်အဲ့တော့ကျွန်တော်တို့ကဘာလဲဆိုတော့အဓိကကဟိုတချို့ကိစ္စတွေမှာပေါ့နော်တချို့ကိစ္စတွေမှာကြောသားရင်သားမခွဲခြားဘဲနဲ့ဟိုဘယ်လိုခေါ်မလဲအရေးယူမှုတွေပြုလို့တင်နေဘာသာရေးနဲ့ပဲဖြစ်ဖြစ်တခြားကိစ္စတွေမှာပဲဖြစ်ဖြစ်နော်ဒါမျိုးတွေပေါ့ဘသူ့ကိုမှနားတစ်ပြည့်ဥပဒေနဲ့ပတ်သက်ရင်ဥပဒေပေါ်မှာဟာလား no man above the law ပေါ့ဆိုတော့ဒါလေးကိုနည်းနည်းလေး အားစိုက်တဲ့နယ်လို့ကျွန်တော်တို့ကသုံးသက်တာပေါ့နော်။မှန်တယ်လက်ရှိနိုင်ငံတော်အစိုးရအနေနဲ့ဟိုပြောရလို့ရှိရင်လက်ရှိခေတ်အခြေအနေမှာတိုင်းပြည်ကိုအုပ်ချုပ်နေရတဲ့အစိုးရတရက်အနေနဲ့ကတော့သူအေးစေးစေးလေးအုပ်ချုပ်နေရတာမဟုတ်ဘူး။အခြေအနေနဲ့အချိန်ခါရမှာသူအနေနဲ့အများကြီးဟဲ့လားပြောရရင်ဗျာဟို0ကစနေရတဲ့အစိုးရလို့ကျွန်တော်ဒီလိုပြောလို့ရတယ်။နော်ဒီလိုပြောလို့ရတယ်။နောက်တစ်ခုကဒီအစိုးရကကျွန်တော်တို့အမြဲပြောတယ်ဒီလက်ရှိအစိုးရဟာမီဒီယာကိုလေးစားတဲ့အစိုးရဖြစ်တယ်။ပြည်သူလူထုမျက်နှာကိုအမြဲကြည့်နေတဲ့အစိုးရဖြစ်တယ်။ကျွန်တော်ဒီလိုမျိုးအမြဲတမ်းကျွန်တော်ဒီလိုပြောပါတယ်။ ော့ဘာဖြစ်လဲဆိုတော့အဓိကကဥပဒေအရအရေးယူတဲ့အပိုင်းနေမှာနော်ဥပဒေအရအရေးယူတဲ့အပိုင်းနေမှာကြောသားရင်သားမခွဲခြားဘဲနဲ့အရေးယူနိုင်မှာပြည်သူလူထုကပို့ပြီးတော့ဒီဟလာဒေသဆိုင်ရာအာဏာပိုင်တွေပဲဖြစ်ဖြစ်ဟလာနိုင်ငံတော်အစ်အာဏာပိုင်တွေပဲဖြစ်ဖြစ်ပို့ပြီးပူးပေါင်းဆောင်ရွက်တာတွေရှိလာမယ်ကျွန်တော်ဒီလိုပြောချင်တယ်ဒီလိုဒီလိုမျိုးလေးရှိလာအဲ့တော့အဓိကကတော့ဥပဒေအရအရေးယူကြတဲ့အခါမှာဟလာဥပမာဖြင့်သာသနာတော်ကိုညှိုးနှမ်းစေတယ်ဆိုရင်သာသနာတော်ညှိုးနှမ်းတဲ့အမှုတွေကသာသနာတော်ညှိုးနှမ်းတဲ့ပုံရိပ်တွေကရှိပါတယ်အများကြီးရှိပါတယ်ဆိုတော့အဲ့တော့ ော်ငါတို့ကြတော့ညှိုးနှမ်းတယ်လို့ပြောတယ်ငါတို့ကြတော့အေးအေးတယ်သူတို့ကြတော့ဟောဆိုရင်မေကုံမျိုးဒီလူတို့ကမမေးရအောင်မမေးရအောင်တချို့ကိစ္စတွေမှာလည်းဟိုပြပသသားရေးယူတယ်ပြပသသားဆိုတာမဟုတ်ဘူးဗျာဥပဒေအတိုင်းညီမြမြလုံးတင်တယ်လို့ကျွန်တော်ဒီလိုမျိုးသုံးသက်ခြင်းလေဒီလိုသုံးသက်ခြင်းလို့ကျွန်တော်ဒီဒီဒီတင်လေးကိုထည့်သုံးသက်တာပေါ့နော်ထည့်သုံးသက်တာအဲ့တော့နောက်ခုနောက်ခုနပြောသလိုအော်မလုတ်တယ်ဆိုတဲ့ဟာမျိုးပြည်သူလူထုရှိမှအထင်မြောက်သွားစေခြင်းဟုတ်လားအော်မလုတ်တယ်ဆိုတဲ့ဟာမျိုးပြည်သူလူထုရှိမှအထင်ရောက်သွားရင် ဟိုကျွန်တော်တို့အစိုးရတိတ်ခါကြမယ်လို့ကျွန်တော်ဒီလိုမျိုးသုံးသက်ခြင်းတယ်။နော်ဒီလိုဒီလိုမျိုးကျွန်တော်သုံးသက်ခြင်းတယ်။နော်အဲဒါမျိုးလေးပါ။ဒါကြောင့်မို့ကျွန်တော်ဒါလေးသုံးသက်